ပြည်သူတွေကိုနိုင်ငံရေးအရာတစ်ဖက်သက်ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုပြင်ဆင်ဖို့နဲ့မကန့်ညီလာတွေကိုဖျက်သိမ်းပေးဖို့အတွက်လာမယ့်2024ဇန်နဝါရီလ4ရက်နေ့ရန်ကုန်မြို့မြို့တော်အခမ်းအနားရှိမှာ88မျိုးဆက်ចောင်းသားကောင်းဆောင်တွေအပါအဝင်အရက်ဖက်လူမှုအဖွဲ့အစည်း60ကျော်စုပေါင်းပြီးဆန္ဒပြကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမတရားတဲ့ပုံမှားတွေကိုဖျက်သိမ်းပေးဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတောင်းဆိုဖို့အတွက်88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းပါဝင်လူမှုအဖွဲ့အစည်း60ကျော်ကစုပေါင်းပြီးကိုယ်ရဲတစ်ခုဖွဲ့စည်းခဲ့ကြပါတယ်။အခုလိုလူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးဆန္ဒပြမှာနဲ့ပတ်သက်လို့ Equality မြန်မာအဖွဲ့ခေါင်းဆောင်ကိုအောင်မျိုးမင်းကအခုလိုပြောပါတယ်။ကြောက်တရားမျိုးနယ်မှာကျွန်တော်တို့လူ300ကျော်ငြိမ်းချမ်းတာစီတန်းလှည့်လည်ပါမယ်။ ဲ့ဒါခွင့်ပြုချက်ကျွန်တော်တို့တောင်းထားပါတယ်တောင်းထားတဲ့ဟာကတော့ဒီမြို့နယ်မှာတော့တင်ထားပြီးပါပြီအဲ့တော့ကျွန်တော်တို့တောင်းဆိုချက်ကတော့အခုလိုမျိုးဖိနေတဲ့ဥပဒေတွေကိုပယ်ဖျက်ပေးဖို့ရဲခုနကတော့ကျွန်တော်ရည်ရွယ်ချက်အတိုင်းဒါတွေကိုအကောင့်ထဲပို့ဖို့အတွက်ကိုပထမဆုံးဦးတည်ပါတယ်အဲ့တော့ရှေ့ဆက်ဘာလုပ်မလဲဆိုတဲ့ကိစ္စကတော့အဲ့ဒီနေ့ပေါ်မှာပြင်ပြတဲ့ချက်တွေကိုအစိုးရဘယ်လောက်ထိလေးစားလဲလိုက်နာလဲပေါ်မှာအများကြီးမှတည်ပါလိမ့်မယ်ခင်ဗျာစနားပြဝဲမှာပါဝင်မှုဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး88မျိုးဆက်အကြောင်းသားခေါင်းဆောင်ကုပြုံးချူက RFA ကိုအခုလိုပြောပြပါဗျာကျွန်တော်တို့က ီပုံမှန်တွေမရေးဆဲခင်အခြေခံဥပဒေအတိမပြုခင်တွေကနေပြီးတော့ကျွန်တော်တွေကကိုကိုရင်ယုံကြည်ချက်နဲ့ကိုစံရတွေကိုကိုဖော်ထုတ်ခဲ့တဲ့တာရကတွေရှိခဲ့ပူပါတယ်။အဲ့ဒီအချိန်မှာဒီလိုမျိုးဥပဒေပုံမှန်မျိုးတွေမထွက်သေးပါဘူး။ကျွန်တော်တို့အရာရာကိုရင်ဆိုင်ပြီးတော့ကိုရဲ့စံရထင်ဟန်အောင်တွေဖော်ထုတ်ခဲ့တာရှိပါတယ်။ အခုချိန်မှာတိုင်းပြည်အပြောင်းအလဲမှာသူတို့တွေကနေပြီးတော့ဒီနိုင်ငံသားတွေပါဝင်ခွင့်တွေကိုဥပဒေကတစ်ဖက်ကပြဋ္ဌာန်းပြီးတော့ new တွေကတစ်ဖက်ကနေပြီးတော့ချုပ်နှောင်ထားတာတွေပေါ်လာတဲ့အတွက်ရေရှည်မှာနိုင်ငံသားတွေပါဝင်တဲ့ကိစ္စတွေမှာငြင်းပေါင်းမှုတွေအများကြီးဖြစ်လာနေတယ်လို့ဆန္ဒပြုမှုကိုစားပြုမှုတွေကိုစစ်စစ်မှန်မှန်မရနိုင်ပါဘူးကျွန်တော်တို့အများကြီးစိုးရိမ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီဆန္ဒထုတ်ဖော်မှုကိစ္စတွေကိုလိုအပ်လာတဲ့ကာလမှာကျွန်တော်တို့ဆုံးဖြတ်ချက်တွေချပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်ဖို့အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီးလှုပ်ဆောင်ကြကြပါဦး။ လာမယ့်နှစ်ဇန်နဝါရီလ၄ရက်နေ့လွတ်လပ်ရေးနေ့မှာဆန္ဒပြပွဲကျင်းပဖို့ကြော်ရသားမျိုးနဲ့ရဲစခန်းကိုခွင့်ပြုမိတ်တောင်းခံထားတယ်လို့လည်းသိရပါဗျ။ဒါအပြင်ဆန္ဒပြပွဲရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတဦးသိန်းစိန်လွတ်တော်ဥက္ကဋ္ဌတွေဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူနေတဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီအပါအဝင်ပြည်ထောင်စုတရားသူကြီးချုပ်တွေစီကိုအကြောင်းကြားစာပေးပို့ထားတယ်လို့လည်းသိရပါဗျ။ လေဗရောင်းတောင်ကျင်းလီစီမံကိန်းရပ်ဆိုင်မှုအတွက်ဆန္ဒပြပွဲမှာပါဝင်ခဲ့ပြီးပုံမှန်၁၈နဲ့ထောင်တလကြာခံခဲ့ကပြီးခဲ့တဲ့ဒီဇင်ဘာလ၁၇ရက်နေ့ကသမရဦးသိန်းစိန်အမိန့်နဲ့ပြန်လွတ်မြောက်လာတဲ့ចောင်းသားကောင်းဆောင်ကိုဒီငိမ့်လင်းကတော့လာမယ့်နှစ်ဇန်နဝါရီလ၄ရက်နေ့မှာပြုလုပ်မယ့်ဆန္ဒပြပွဲကိုအာဏာပိုင်တွေကခွင့်ပြုချက်ပေးမပေးစောင့်ကြည့်အောင်မယ်လို့ပြောပါတယ်၄ရက်နေ့မှာညညသာစုဝေးစီရနေတယ်လို့ကျွန်တော်စာရင်ထဲခဲ့ပါတယ်ဒါကြောင့်မလို့ ဘလိုမျိုးများကျွန်တော်တို့ဘာပါမပေးပါလားမပေးဘူးလားအစိုးရရဲ့ပြည်သူ့ဆောင်မှုရှိရလားဒီအတင်းဘက်ဟိုငင်းသားဆွေရေးစရဲ့ပုံမှန်တွေကဘလိုမျိုးရှိလဲဆိုတော့ကျွန်တော်တို့မကြာမီချိန်ထဲမှာဆက်ပြီးတော့ကြည့်ရမှာပါအဲ့ခါမှာနောက်ပြီးတော့မှဒီလေးရက်နေကြော်တော်သွားတဲ့ခါမှာဒါနဲ့ပတ်သက်ပြီးတော့ဆက်မှအရေးယူမှုရှိလာအောင်လားဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရအောင်ပါလက်ရှိအချိန်ထိအချင်းဆောင်တွေထဲမှာလက်ကျန်နိုင်ငံရေးအကျဉ်းသား90ကျော် ਨੇ ပုံမှန်78အပအဝင်နိုင်ငံရေးအမှုနဲ့တရားစွဲဆိုခံထားသူ200ကျော်ရှိတယ်လို့လည်းသိရပါပါခင်ဗျာ